ီနှုတ်ကပတ်တော်ဟာကျမတို့တယောက်ချင်းစီတိုင်းနေ့စဉ်အသက်ရှင်တဲ့အခါမှာအယံကိုလိုအပ်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ဉာဏ်ပညာနဲ့ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ကျမတို့အိမ်ထဲမှာရှိနေဖြစ်ဖြစ်ပါစေကျမတို့အလုပ်ထဲမှာရှိနေသည်ဖြစ်ပါစေကျမတို့ရောက်တဲ့အရက်တိုင်းမှာဒီနေ့ဘုရားသခင်ကောင်းကြီးပေးလို့ရနိုင်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ ဒါကြောင့်မို့ဒီနှုတ်ကပတ်တော်ကိုနားထောင်တဲ့အကောင်မှာအဲ့ဒီနှုတ်ကပတ်တော်ကငါ့အတွက်ဖြစ်တယ်ဆိုတဲ့ခံယူချက်အရင်ဆုံးရှိပွင့်တဲ့အရေးကြီးပါတယ်။ဒီနေ့အသင်းတော်ကိုဘုရားသခင်ကတဆင့်ပြီးတဆင့်ဆွဲခေါ်လာတဲ့အခါမှာမြေမပြီကိုပြန်လဲပြီးတော့ကောင်းကြီးပေးနိုင်တဲ့အသင်းတော်အဖြစ်တင့်ကိုဘုရားသခင်ကဒီညမှာထားထားတဲ့အခါမှာဒီနှုတ်ကပတ်တော်ဟာကျွန်တော်တို့တရုတ်ချင်းဆိုင်တဲ့အရန်အရေးကြီးပါတယ်။ကျမတို့ကိုလူအပေါင်းတို့နဲ့အသင့်အတင့်နေဖို့ရတဲ့ဘုရားကတိုက်တွန်းထားတယ်။အဲ့တော့ဘုရားကကျမတို့ကိုဘာပြောထားလဲဆိုတက်နိုင်သမျှအတိုင်းလိုက်ပြောပါအောင်တက်နိုင်သမျှအတိုင်း ဘုရားသခင်ကတော့မတက်နိုင်တဲ့အရာထိတော့ဘုရားသခင်ကျွန်တော်တို့မလုပ်ပါဘူးသို့တော့တက်နိုင်သမျှတိုင်းကျွန်တော်တို့ရဲ့အတွင်းထဲမှာရှိနေတဲ့လူအပေါင်းတို့နဲ့အသင့်အင့်နေနိုင်ဖို့ရန်အတွက်ပြင်ဆင်တဲ့နှလုံးသားကြီးဘုရားသခင်ရှိစေခြင်းဒီအတွင်းထဲမှာရှိနေတဲ့ကျမတို့ရဲ့နှလုံးသားကြီးကိုဘုရားသခင်ဆွဲချခြင်းနဲ့အာမင်ကိုယ့်ရဲ့တမိသားစုလောက်ပဲဝင်လို့ရတဲ့နှလုံးသားမဟုတ်ဘူး ိုချစ်တဲ့သူပဲဝင်လို့ရတဲ့နှလုံးသားမဟုတ်ဘူး။တမုတ်တရားသေးလုံးနဲ့များများပြတဲ့သူတွေကျွန်တော်တို့ရဲ့နှလုံးသားထဲမှာဝင်ဆက်နိုင်ဖို့ရန်အတွက်ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ရဲ့နှလုံးသားကိုတိုးချဲ့ပေးခြင်းနဲ့ဘုရားရှင်ဖြစ်တယ်။တခါတလေကျွန်တော်တို့ကိုစဉ်းစားတဲ့အရာကကျွန်တော်တို့ရဲ့အပြင်ပိုင်းဆိုင်မှာစီးပွားရေးတွေငွေကြေးတွေကျွေးဝါချမ်းသာမှုတွေပညာရေးတွေတိုးချဲ့ဖို့ရတဲ့ဒီနေ့ကျွန်တော်တို့ကစဉ်းစားကြတယ်တို့တို့ဖယားခင်ကကျမတို့ရဲ့နှလုံးသားကိုချဲ့စေခြင်းနဲ့ဖယားရှင်ဖြစ်တယ်။ကျမတို့ရဲ့အတွေးခေါ်တွေကိုရင့်ကျက်စေခြင်းနဲ့ဖယားရှင်ဖြစ်ပါတယ်။အာမင်။ သို့တော့တစ်ဖက်မှာလည်းပါရှိတယ်ဆိုတော့တက်နိုင်သမျှအတိုင်းလို့ပြောတဲ့အခါမှာမတက်နိုင်တဲ့ negative negative side လည်းရှိနေပြန်တယ်ဟုတ်ပါသလားဟုတ်တယ်နော်ဒါကြောင့်မလို့ကျမတို့အနေနဲ့သိထားမယ့်အရာကဒီနေ့ဘုရားခင်ကတက်နိုင်သမျှလို့ပြောတဲ့အခါမှာကျမတို့တက်နိုင်ဖို့ရန်အတွက်လည်းဘုရားခင်ကသူ့ရဲ့နှုတ်ကပတ်တော်အားဖြင့်တွင်တင်ပေးထားတာရှိသလိုကျမတို့မတက်နိုင်တော့ဘူး limit ကိုကျော်သွားပြီဆိုရင်ဘယ်လိုမျိုးတောင့်ပြန်ရမလဲဆိုတဲ့အရာကိုလည်းဘုရားခင်ကနှုတ်ကပတ်တော်ထဲမှာပဲအပြေပေးထားတယ်သင်ထားပေးတယ်သိကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ် ်အာမင်အဲ့တော့ကြီးကန်းလိုလူမျိုးတွေနဲ့တွေ့ပြီဆိုရင်ကိုကဘလို့တတဝါမျိုးနဲ့ကိုကိုခိုင်နိုင်စေချင်တယ်နောက်ဘက်တော်ထဲမှာပြန်ကြည့်ကြည့်ပါနောက်တဲ့တတဝါတမျိုးရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့လင်းယုံဖြစ်တယ်အဲ့တော့လင်းယုံနဲ့ကြီးကန်းရဲ့လှုပ်ဆောင်ချက်ကတခြားစီပဲလင်းယုံကတော့သူတို့ဘာစီကစားတောက်နေတဲ့အစားအစာတွေကိုတွားပြီးတော့လွတ်ယူတက်တဲ့သူမဟုတ်ဘူးဖြည့်စည်းတက်တဲ့သူမဟုတ်ဘူးကိုကိုတိုင်းနော်ကဘကိုရှာဖွေပြီးတော့စားတောက်တတဲ့သူတွေမျိုးဖြစ်တယ်။တိုးတော့ကြီးကန်းကြတော့တစ်ဖက်မှာရှိနေတဲ့သူတွေရဲ့နော်ကောင်းနေတဲ့အရာ ရရှိထားတဲ့အရာကိုဖြစ်လို့ဖြစ်စီလုပ်ပြီးတော့မှလူယူတတ်တဲ့အရာမျိုးဖြစ်တယ်။အဲ့တော့လင်းယုံငှက်ကကြီးကန်းလူမျိုးတတဝါမျိုးနဲ့တွေ့ပြီဆိုရင်သူကအဲ့မှာသွားပြီးတော့ရောရှက်ပြီးတော့သူကပြန်တန်းလေးမရှိ။သူကဘာလုပ်လဲဆိုတော့အမြင့်တနေရာကိုပြန်တန်းလေးရှိတယ်။အဲ့တော့ကြီးကန်းကသူ့ကိုဘလောက်ပဲလာပြီးတော့နောက်ရှက်နေပါစေ။သူကအမြင့်မှာပြန်တန်းနေတဲ့အတွက်ကြောင့်မို့ကြီးကန်းကဘာဖြစ်သွားလဲဆိုတော့အလိုလိုနေင်းနဲ့အောက်မှာကျန်ခဲ့တယ်။ဒါကြောင့်မို့ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ကိုထိုးနှက်တဲ့သူတွေ ကျမတို့ကိုစိတ်နာစေတဲ့သူတွေအနောက်ရှက်ပေးတဲ့သူတွေအော်ဟစ်တဲ့သူတွေငေါ့ငော်တဲ့သူတွေကျမတို့အတရေပြက်အောင်လူအရှိမပြောတဲ့သူတွေကိုကျမတို့တွေ့လာပြီဆိုသူတို့နဲ့ရှင်ပြန်ပြီးတော့မပြောပါနဲ့ကျမတို့ပဲအနာရလိမ့်မယ်။ကောင်းတဲ့အရာကိုပြောလေသူ့မှာမကျေနပ်နိုင်ဘူး။နော်ဥပမာဆိုပါစို့ဟဲ့မင်းမင်းလှလာတယ်နော်ငါ့ကိုအရွက်တိုက်ပြောရလားမသိဘူး။ဟဲ့မင်းနော်ကြည့်ရတာတော်တော်လေးကိုနော်စိတ်ချမ်းသာစရာကောင်းတယ်ငါ့ကိုဒါကတမင်သက်သက်ဆောင်းပြောနေတာ။ စသဖြင့်သူ့ရဲ့အထဲထဲမှာမလုံခြုံမှုတွေနဲ့ပဲပြေးသွားတယ်။ဒါကြောင့်ခုနကကျွန်မပြောခဲ့တဲ့သိုးသောသူသူတစ်ပါးကိုမကောင်းမြင်တတ်တဲ့သူအဆက်ခွဲတတ်တဲ့သူအော်ကြီးဟစ်ကျဲပြောတတ်တဲ့သူ ထိုကဲ့သို့သောသူမျိုးဟာအမှန်တကယ်တော့သူတို့မှာအတိတ်မှာနာကျင်ခဲ့တဲ့အရာတွေရှိခဲ့လို့ဖြစ်တယ်။သူတို့မလွတ်မြောက်တဲ့အတွက်ကြောင့်မလို့သူတို့နာကျင်တယ်လို့သူများနာကျင်ပါစေဆိုနှလုံးသားသူတို့မှာအများအားရှိတယ်။ဒါကြောင့်နာကျင်နေတဲ့သူကသူတစ်ပါးကိုနာကျင်ခြင်းပဲဖြစ်တယ်။ ကိုယ်ထဲထဲမှာရှိနေတဲ့အရာကအမြဲတမ်းအပြင်ကိုပြန်စီးထွက်လေရှိတယ်။ဒါကြောင့်မို့ကျွန်တော်ယုံကြည်သူတယောက်ချင်းဆိုင်နားလည်ရမယ့်အရာကရွှေလင်းယုံလို့ဘုရားသခင်ကကျွန်တော်ကိုတင်စားထားတဲ့အတိုင်းပဲရွှေလင်းယုံကဲ့သို့ပြုမှုပွင့်နဲ့ဘုရားသခင်အလိုတော်ရှိပါတယ်။အာမင်။ကျွန်တော်ကိုယ်တိုင်လည်းတင်ယူရတဲ့အရာဖြစ်တယ်။ကျွန်မရဲ့အသက်တာထဲမှာလည်းကျွန်တော်ကိုထိတ်တိုက်လာပြီးတော့နော်ရန်လိုတဲ့အရာတွေကျွန်မကြုံဘူးတဲ့အရှက်ခွဲတဲ့အရာတွေကြုံဘူးတဲ့မျက်ရည်ကျစေလောက်အောင်တခါတည်း နှစ်ပြားမတက်အောင်ပြောတဲ့အရာတွေကျွန်မကြုံဘူးတယ်ဒါပေမဲ့အဲ့လိုအရာတွေကိုကျွန်မကြုံလာတဲ့အခါမှာသူတို့နဲ့ပြန်ပြီးတော့ကျွန်မအောက်ကိုမဆင်းလိုက်ဘူးဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာကျွန်မတို့ကိုနာကျင်သွားစေအောင်ကျွန်မတို့ကိုဝမ်းနေသွားစေအောင်ကျွန်မတို့ရဲ့အတ္တထဲမှာဂုံအသေးပြက်လောက်အောင်ပြောတဲ့သူတွေရှိပြီးဆိုရင်ကျွန်မတို့ကပြန်ပြီးတော့နော်ဟိုကိုယ့်ရဲ့ဇာတိနိုင်တိုက်ခိုက်ဖို့ရတော့မဟုတ်ဘူးခုနကကျမတို့သချင်းဆိုခဲ့တယ် when i fight i fight on my knee ကျမတို့ကပြန်ပြီးတော့တော့တစ်ဖက်သားကိုတုံ့ပြန်ဖို့နဲ့ပြင်ဆင်တဲ့အခါမှာကျမတို့ကဒူးထောက်ချင်းနဲ့ပဲပြင်ဆင်ဖို့နဲ့ဘုရားသခင်ကလို့တော့ရှိတာဖြစ်တယ်။ဘုရားသခင်ကကျမတို့ကိုချစ်တယ်။ကျမတို့နာကျင်နေရပြီကျမတို့ဝမ်းနေနေရပြီဆိုဘုရားသခင်ကဒီတိုင်းလက်ပိုက်ကြည့်မဲ့ဘုရားမှမဟုတ်တာ။ဘုရားသခင်ကကောင်းသောဘုရားတရားစီရင်တတ်သောဘုရားညတာသောဘုရားဖြစ်တယ်မဟုတ်ဘူးလား။ဒါကြောင့်ယုံကြည်သူတယောက်ချင်းစီတိုင်းဒီဘုရားရှင်ကဘာပြောနေလဲဆိုတော့ကျမတို့ရဲ့အတ္တတာထဲမှာမမြတ်တမှုတွေနာကျင်ခြင်းတွေခံစားလာရပြီဆို you have to fight on your knee amen ဒူးထောက်ခြင်းနဲ့ကိုတော့ကိုတော့ပဲတက်နိုင်တယ်တရားမတရားဘူးကိုတော့တရားနာခြင်းနဲ့ကိုတော့တရားကျွန်တော်ကျမမလုပ်ခဲ့တဲ့အရာတခုဖြစ်ပါတယ်ကိုတော့ကျွန်တော်ကျမကျွန်တော်ရဲ့ကျမဘက်ကနေပြီးတော့ယက်တီပေးပါဆိုရင်ဒီနေ့ဘုရားသခင်ဟာကျမတို့ရဲ့ခေါ်တဲ့ကိုနာညောင်းတဲ့ဘုရားရှင်ဖြစ်တယ်အာမင်တော့ပြောခြင်းတဲ့အရာကတခါတလေကျမတို့ရဲ့အသက်တာထဲမှာမတက်နိုင်တဲ့အရာရှိလာပြီဆိုရင်ဘုရားသခင်ကိုအခွင့်ပေးလိုက်ပါဘုရားသခင်ကကျမတို့လုံနိုင်တဲ့အရာထက်ဘုရားကံတာ၍လုံပေးနိုင်သောဘုရားရှင်ဖြစ်တယ်။အာမင်။